တပိတ်ချင်းနဲ့မရရမျိုးနယ်ကစစ်ကောင်စီတင်းယူထားတဲ့စခန်း point တွေကို PDF တွေပြန်တင်းယူခဲ့တာကြောင့်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။မြင်းချန်နယ်မှာအမျိုးသမီးပြူစောတီ90ကျော်တင်းနှန်းဆင်းလာပြီးသတင်းထောက်လှမ်းရေးလုပ်ငန်းတွေပြုလုပ်လာဖို့ရှိနေပါတယ်။တုဒ္ဒချန်သာပေးပို့ထားပါတယ်ခင်ဗျာ။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့မတရားမြို့နယ်ထဲကစစ်ကောင်စီတင်ထားတဲ့စခန်း point တွေကို PDF ပူပေါင်းဖွဲ့တွေကမတ်လဇမပြန်လည်တင်နိုင်ခဲ့တယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ်။လုံခြုံရေးအရပြန်တင်ယူထားတဲ့စခန်းတည်နေရာတွေနဲ့ရေးတွက်ကိုမတရား PDF ကထုတ်ဖော်ပြောဆိုတာမရှိပေမဲ့စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများခဲ့တာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြန်လုပ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးဒဏ်ရာရတဲ့ပြည်သူတချို့လည်းရှိခဲ့ပြီးအကြီးအကျယ်ကိုတော့ TPP ကတိကျအတည်မပြုနိုင် င်သေးပါဘူးကျွန်တော်တို့တပေးချင်းမျိုးနဲ့လေပထမရမြောက်ပါပေါ့နော်တက္ကသိုလ်ကနေပြီးတော့ဒုသစ်စီမိသိမ့်လိုက်တာကျပွားနေပေါ့ဗျာပွားနေအလုံးစုံပြန်ရပြီရပြီဆိုတဲ့အခါမှာတက္ကသိုလ်ကဗာနဲ့ပြန်ခုခံနေတယ်ဆိုတော့ဒီကြောင်းသုံးပြီးပြန်ခုခံတာရှိတယ်လက်နဲ့ချင်းနဲ့ဒီကြောင်းအဲ့ဒီပွားနေတော့ပြန်ရပြီဒီဒီကပူပေါင်းတွေ့ရအောင်မြင်မှုတရနံပါတ်ရဘက်မှာလည်းသူတို့ဘက်ကပြန်ထိုးသွားလို့ပွားနေကိုကျွန်တော်ကပြန်ရတာရှိတယ်အဲ့ဒါလည်းအောင်မြင်မှုတရပေါ့နော်တော့တဲ့တော့နှစ်ပတ်တိကိမှုပြကမှုအတန်းကြီးနေရတယ် ။တရားပဲကျမှာတော့မှခန်းစစ်ကတော့အတဲတန်လုံးတော့ပဲ။ပွဲတော့နေတိုင်းကြီးပါဖြစ်နေတာဂျီမမောတို့နေတော့တရားမှမရှိဘူး။သူတို့ဘက်ကမထုတ်ပြန်တာသူတို့ဘက်ကလည်းကြားတာများတယ်။အဲများတယ်လို့ပဲပြောလို့ရတယ်ကျွန်တော်လည်းအရေးအတွက်တိကျမသိရဘူး။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဲ့မြင်းညက်မြို့နယ်တွေမှာလည်းထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။နထိုးကြီးမြို့နယ်မှာ PDF တွေကအသာစီယူထားနိုင်ပေမဲ့မြင်းညက်မြို့နယ်မှာတော့တော်တီရာယူမှုဥဆောင်တဲ့ပြည်စော်တီအဖွဲ့တွေအင်အားကောင်းနေလို့မယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။မြင်းညက်မြို့ Empire Hotel နောက်ဘက်ကွင်းနဲ့ကာညာနာကာမောင်းကွင်းနေရာတွေမှာပြည်စော်တီတွေကိုစစ်တင်တန်းပေးနေတာဖြစ်ပြီးမတ်လဒုတိယပတ်မှာမြို့သမီး90ကျော်ပြည်စော်တီတင်တန်းဆင်ထားတယ်လို့ဆိုပါတယ်။ ရိုးသမီးစီတူးစစ်တီတင်းနေစရာတခုတော့ထူးတယ်။အဲငယ်ဦးရောက်60 60လောက်ရှိတယ်။နင်းရလဲကိုကတော့မဟုတ်နိုင်တော့ဒီရာချုံဘက်ကပါရလူတွေလည်းရှိကြတယ်လေ။ဒီရိုးသမီးတွေတော့ဒီစစ်မီတွေတော့ထုတ်မတုံးတော့ဘူး။တည်င်းမိုင်းထောက်လိုက်ပါလေ။ညီမျိုးစုံလည်းအဲ့လိုထုတ်တုံးလို့ဆိုတော့ကျွန်တော်ထင်အဲ့လိုထင်တယ်ဗျ။ဒါပါတော့တုံးလိုက်သမားတွေကရာရှိနေရမျိုးကန်နေရအကျွမ်းသားပါကြပတ်ချာလေးကရာရှိနေရမိမသားနဲ့ဆိုရင် ဥပမာတရေချက်လက်ရနိုင်ကြီးများတယ်လေအပြာရုံလောက်တာပါမလုံးတွေပါပေးမှာပေါ့အခုကျင်းရလဲလူတွေရတဲ့မျိုးပေါ်နေလူတွေပါတွေကလှုပ်ရှားကန်လာတာလွယ်ကြတော့ဒီထက်တွေဝင်စင်တဲ့တွေပါတက်ဘလောက်ဘလောက်ပေးတယ်ပေါ့အဲ့လိုမျိုးသူကပေးပါပဲသူတစ်ထက်ထိုက်ရတာပေါ့မဟုတ်တာပေးနိုင်တာပေါ့သိရမလားအဲကြောင့်မို့လဲဝင်ကြတာထင်ပါတယ်တချို့ကလဲစိတ်ပါလို့ဝင်ကြတဲ့လူနဲ့စိတ်မပါလို့ဝင်ကြတဲ့လူကအဲ့လိုရှိပါဦးပတ်သက်ကြည့်တွေးလို့မရဘူးပေါ့သူတို့နေထားအတည်တဲ့အတိုင်းပဲရောက်တရာဆိုလဲသူတို့ကလက်တရာအေးချေချပေးလို့ရတယ် 2024ခုနှစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလှိုင်မှာတပိတ်ချင်းမျိုးနယ်တက်ကတက်စကန်၈ခုမတရားမျိုးနယ်တက်ကတက်စကန်35ခုနဲ့စင်ကူမျိုးနယ်တက်ကတက်စကန်အလုံးကိုတက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကကြေညာခဲ့ပြီးစက်တင်ဘာလနောက်ပိုင်းကစပြီးစစ်ကောင်စီကတက်စကန်တချို့ကိုပြန်သိမ်းယူခဲ့တာပါအဲ့ဒီထက်ကအရေးပါတဲ့ point စကန်တွေကို PDF တွေကအခု match လာမှာပြန်သိမ်းယူခဲ့တာကြောင့်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးဖြစ်ကူတုံးပြီးပြစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်ကျွန်တော်ဒုတာ 钱拿吧